we โอเคအားလုံးပဲမင်္ဂလာပါပဲကျွန်တော်ရဲ့မြန်မာနိုင်ငံ Facebook page နဲ့ YouTube channel လေးကနေပြန်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဒီခါမျှော်ပြီးသားမဲ့အကြောင်းအရာလေးကတော့ AI နဲ့ပုံတွေထုတ်တဲ့အခါမှာကိုယ့်ရဲ့ရုံနဲ့တရားရဂိုင်းလုံးတူအောင်ဘယ်လိုထုတ်ရမလဲဆိုတော့ကျွန်တော်ကဒီဗီဒီယိုမှာမျှော်ပြီးသားမှာဖြစ်ပါတယ်။ကျွန်တော်ဒီအခုဆိုရင်ပေါ့နော် line မှာမှာခစ်စားနေတယ်။ကျွန်တော် Gemini တော့မဟုတ် ChatGPT လိုနဲ့ကျွန်တော် prompt စာသားလေးတွေထည့်ပြီးတော့ကိုယ့်ရဲ့ပုံလေးတွေအတွက်ပို့ပြီးတော့အလှတဲ့ပုံလေးထုတ်တာတွေရှိရပေါ့နော်။အဲ့လိုမျိုးထုတ်လိုက်တဲ့အခါမျိုးမှာထွက်လာတဲ့ပုံတွေကပေါ့နော်။ကိုယ့်ရဲ့ဒီ original ရုပ်တွေနဲ့မတူတာတွေရှိတယ်။အဲ့ဒီဟာလေးကိုကျွန်တော်ကဒီဗီဒီယိုမှာကိုယ့်ရဲ့ရုံနဲ့တရားရဂိုင်းလုံးမဟုတ် င်တော့မှကျွန်တော်60ရာခိုင်နှုန်းထိတူအောင်ဘယ်လိုထုတ်ရမလဲဆိုတော့နီလန်းလေးနှစ်ခုနဲ့မျှောက်ပေးမယ်ပေါ့နော်ဒီနီလန်းနှစ်ခုကဘာလို့မျှောက်ပေးရလဲဆိုရင်ကျွန်တော်ဆန့်ပြီးတော့ထုတ်ကြည့်တယ်ဆန့်ပြီးတော့ထုတ်ကြည့်တဲ့အခါမှာလောကရုပ်ထွက်တွေကကိုယ့်ရဲ့ပုံစံနဲ့တူလို့အဆင်ပြေလို့မလို့ကျွန်တော်ကဒီဟိုကလောက်ပေးလိုက်တာပေါ့နော်ဟိုကဒီနီလန်းလေးကိုတင်ပေးတာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးစာမပြောခင်ကျွန်တော်ဒီ website ကလေးနဲ့ကျွန်တော် မိတ်ဆက်ခြင်းတယ်ဗောနော်ဒီ website ကဘာလဲဆိုရင်ကျွန်တော်တို့ဒီပုံလေးတွေပေးထားတယ်ဗောနော်အဲ့ဒီပုံလေးတွေအတိုင်းကိုကဒီထုတ်ခြင်းတယ်ဆိုရင်ဒီမှာကျွန်တော် print text ကလေးတွေပေးထားမယ်ဒီမှာ c print ကိုနှိပ်ပြီးတော့ကျွန်တော် copy print ကိုယူပြီးတော့တခါတယ်ကျွန်တော် chat gpt မှာကိုယ့်ရဲ့ပုံလေးတွေနဲ့သွားပြီးတော့ထုတ်ရုံပဲဗောနော်ဒီမှာဆိုရင်ကျွန်တော်ကပယ်ပုံလေးတွေပေးထားတယ်ကျွန်တော်ဒီ တယောက်တည်းပုံနေလဲကျွန်တော်အများကြီးရှည်ပါနော်အဆင်ပြေတဲ့ဟာလေးတွေကိုကျွန်တော်တို့ကသွားပြီးတော့တစ်ခါတည်း copy ယူပြီးတော့ကျွန်တော်တို့က Gemini မှာသွားပြီးတော့ထုတ်လို့ရတယ်ပေါ့နော် Okay အဲ့ဒါဆိုရင်ကျွန်တော်ဆက်လိုက်ကြအောင်ပေါ့နော်ဒီကျွန်တော်တို့ဒီအဲ့လိုမျိုးပေါ့နော်ပုံနေထုတ်မယ်ဆိုရင် Gemini နဲ့ထုတ်ဖို့အကြံပေးခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ ChatGPT ကကျွန်တော်သူထုတ်ပေးတဲ့ဟာတွေက quality ကောင်းတယ်ပုံထွက်တွေကောင်းတယ်ဒါပေမဲ့ကျွန်တော် reality သိပ်မဆန်းဘူးပေါ့နော် AI နဲ့လုပ်ထားမှတည်တာရယ်ပေါ့နော်ဒီမှာ Gemini ကဆိုရင်ကျွန်တော်အဲ့လိုမျိုးမဟုတ်ခင်ねလုံးဝ reality ဆန်တဲ့အပြင်ဘက်မှာကင်မရာနဲ့ရိုက်ထားတဲ့လိုပုံတွေကိုထုတ်ပေးနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့် Gemini ကိုသုံးဖို့ကျွန်တော်ကအကြံပေးခြင်းတယ်ဒီနေရာမှာ Gemini ကိုတချို့ကမသိတာဖြစ် ြစ်တဲ့အတွက်ဒီမှာ Google Play မှာ Google Gemini ဆိုပြီးတော့ရိုက်ချလိုက်ရိုက်ချပြီးတော့တစ်ချက်ဝင်လိုက်ပေါ့နော်ညမှာကျွန်တော်တို့ဒီပထမဆုံးနီလန်းကတော့ကျွန်တော်တို့ကိုယ့်ရဲ့ရုပ်နဲ့တူအောင်ထုတ်ထုတ်ဖို့ဆိုရင်ပေါ့နော် prompt test စနစ်ကြဖြစ်ရမယ်ပုံလေးရွေးတာစနစ်ကြဖြစ်ရမယ်ပေါ့နော်အဲ့ဒါကပထမဆုံးနီလန်းဖြစ်တယ်ပေါ့နော် okay prompt test ထဲမှာကျွန်တော်ဘယ်လိုမျိုးစာသားလေးတွေထည့်ရေးရမလဲဆိုရင်ကျွန်တော်တစ်ချက်ပြောမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ထည့်ရတဲ့ prompt ကလေးပေါ့နော်ဒီနေရာမှာဒီ test တွေမဟုတ်ဘဲနဲ့တခြား test တွေရေးရင်လည်းရရတယ်ပေါ့နော်အဓိကကိုယ့်ရဲ့မျက်နှာ ကိုတရားရဂိုင်းလုံးတူပေးဖို့တောင်းဆိုရမယ်ပေါ့နော်အင်္ဂလိပ်လိုအဲ့လိုမျိုးထည့်ရေးရမယ်ဒီစာသားလေးတွေပေါ့နော်အကယ်၍ကိုကရေးချင်တယ်ဆိုရင်ဒီတိုင်းရေးချင်တယ်ဆိုရင်လည်းဒီမှာမန်ဟူမန်ဖိမိမေးလေးပဲပြောင်းပြီးတော့ရေးလို့ရတယ်ဒီအောက်ကဟာတွေလိုလည်းရေးလို့ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တကြောင်းမှရေးရင်ရပြီပေါ့နော်ဒါကတော့ကျွန်တော်ပရင့်တက်ထဲမှာကိုယ့်ရဲ့ပုံနဲ့တူအောင်ရေးပြပါဆိုပြီးတော့ကျွန်တော်ထည့်ပေးဖို့လိုရတယ်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ဒီပုံကိုလည်းရွေးချင်ရွေးတဲ့နေရာမှာအရင်ရေးကြည့်တယ်ပေါ့နော်ပုံကကျွန်တော်နံပါတ်1ချက်ကိုယ့်ရဲ့မျက်နှာကလုံးဝရှင်းလင်းတဲ့ပုံဖြစ်ရမယ်ပေါ့နော်ရှင်းရှင်းလင်းလင်းမြင်ရတဲ့ပုံဖြစ်ရမယ်ဘေးတစောင်းပုံတွေမဖြစ်ရအောင် ဘူးပုံကဝါမနေရဘူးလုံးဝဟိုကကြောင့်အဖက်တွေအများကြီးတက်ဖြစ်မနေရဘူးနော်ဒီနေရာမှာကျွန်တော်တို့ဒီပုံထွက်လှခြင်းပြီးတော့တချို့ကအဖက်တွေအများကြီးထဲထားတဲ့ပုံတွေထဲတဲ့အခါမျိုးမှာ AI ကကျွန်တော်ကိုယ့်ရဲ့ real ရဲ့မျက်နှာကိုမသိဘူးဖြစ်တဲ့အတွက်ပုံတွေကမတူတာဖြစ်တတ်တဲ့အတွက်ကျွန်တော်အဖက်ပါတဲ့အဖက်အရန်ထဲထားတဲ့ပုံတွေဆိုရင်မတုံးနဲ့ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်နောက်ကြရင်ပုံထွက်လာရင် AI ကဂျမနိုင်းကထပ်ပြီးတော့ပြင်ပေးအောင်မှဖြစ်တဲ့အတွက်ကျွန်တော်မလှမှာပူစရာမလိုဘူးပေါ့နော်ကျွန်တော်ရဲ့ဒီ real မျက်နှာပေါ့နော်အဓိက real မျက်နှာကို AI ကိုဒါပါဆိုပြီးတော့ပြပေးပါအဆင်ပြေပါပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ ဒီညာလေးမှာကျွန်တော်ဟိုဟာလေးပေါ့နော် website ထဲကိုကျွန်တော်တစ်ချက်ပြန်သွားလိုက်မယ်ကျွန်တော်ပုံလေးတစ်ပုံထပ်ပြီးတော့ copy ယူလိုက်မယ်ပေါ့နော် okay ဒီပုံလေးကိုကျွန်တော်ထပ်ထုတ်ပြမယ် okay ဒီပုံလေး copy ယူပြီးတော့ကျွန်တော်ဒီဟိုဟာရွေးရမယ်ပေါ့နော်ပုံရွေးရမယ် okay ကျွန်တော်ပုံလေးကိုကျွန်တော်တစ်ချက်ရွေးလိုက်မယ် โอเคပုံရိပ်ပြီးတော့ဆိုရင်ကျွန်တော်ဒီနေရာလေးမှာကိုယ့်ရဲ့ prompt task လေးကိုဒီနေရာလေးမှာထည့်ပေးရမယ်။โอเค prompt ထည့်ပြီးတော့ဆိုရင်ကျွန်တော်တစ်ချက်ထုတ်ကြည့်လိုက်မယ်ပေါ့နော်။ဒီနေရာမှာတော့ကျွန်တော်ရဲ့ prompt တဲမှာကကိုယ့်ရဲ့မျက်နှာနဲ့ဒီ reference ပေးထားတဲ့ပုံရဲ့မျက်နှာနဲ့တူအောင်ထုတ်ပေးပါလို့အများသောအားဖြင့် prompt นี่အကုန်ရေးပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဆန္ဒကအစပိုင်းမှာပြောခဲ့တဲ့စာလေးတွေထည့်ရေးကြရမလို့ပေါ့နော်။ကျွန်တော်ရဲ့ website ကသွားယူမယ်ဆိုရင်ထည့်ရေးကြရမလို့ဒီ comment မှာလည်းကျွန်တော် website ပေးထားမယ်။အဲ့ဒီကနေတစ်ဆင့်ကျွန်တော်တို့ဒီ prompt တွေပေါ့နော်။အများကြီးရှိတဲ့ပုံပေါင်းကျွန်တော်300တော့ရှိတယ်ပေါ့နော်။အဲ့ဒီကမှသွားပြီးတော့ copy ယူပြီးတော့ထုတ်လို့ရတယ်။โอเคဒီမှာဆိုရင်ကျွန်တော်ထွက်လာပြီပေါ့နော်။ပုံလေးတစ်ပုံထွက်လာပြီ င်ဒီမှာဆိုရင်ဒီရုပ်နဲ့ကျွန်တော်ဒီရုပ်နဲ့ကလုံးဝတူတယ်ပေါ့နော် ဒါဆိုရင်တော့ကျွန်တော်ဒီပထမနေ့လမ်းနဲ့တင်အဆင်ပြေသွားပြီပေါ့နော်ဒီကျွန်တော်ပထမနေ့လမ်းမှာဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီ printer ထဲမှာကျွန်တော်တို့ဒီကိုပေးလိုက်တဲ့ပုံနဲ့တူအောင်လို့ထုတ်ပေးပါဆိုပြီးတော့စာထည့်ရေးရမယ်ပုံရွေးတဲ့အခါမှာလည်းကျွန်တော်တို့ဒီမျက်နှာကိုရှင်းရှင်းလင်းလင်းနဲ့ကိုဒီအဖက်တွေတအားထည့်ထားတဲ့ပုံမဖြစ်အောင်ဗီဒီယိုသံဖြစ်ပုံမဖြစ်အောင်ကျွန်တော်အရန်ဝေးနေတဲ့ပုံနဲ့မဖြစ်အောင်ပေါ့နော်လုံးဝရှင်းလင်းနေတဲ့ဒါမျိုးပုံလေးတွေကျွန်တော်ဖြစ်ရမယ်ပေါ့နော်အဲ့လိုပုံလိုတိတိကျကျပေးမယ်ဆိုရင် AI ကလည်းတိတိကျကျကျွန်တော်ခုလိုမျိုးဒီရုပ်တူတဲ့ပုံလေးတွေကိုထုတ်ပေးမှဖြစ်တယ်โอเคအဲ့လိုလုပ်တော့မှကျွန်တော်တို့ကတချို့တစ်ခါတလေမှာ ျွန်တော်ပုံတွေကမတူတာတွေရှိတယ်ပေါ့နော်ကိုယ့်ရဲ့မျက်နှာနဲ့မတူတာတွေရှိတယ်အဲ့လိုမျိုးမတူတဲ့အခါမျိုးမှာကျွန်တော်ဒုတိယနည်းအနေနဲ့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်ဒီပုံလေးကိုဆေးလိုက်ပေါ့နော်ဒီပုံလေးကိုဆေးပြီးသွားပြီဆိုရင်ကျွန်တော် third party tool တွေကိုကျွန်တော်တုံးရမယ်ပေါ့နော်ကျွန်တော်ဘယ်လိုဟာမျိုးလဲဆိုရင်ကျွန်တော် browser တဲ့ကိုတစ်ချက်သွားလိုက်မယ် browser တဲ့သွားပြီးသွားပြီဆိုရင်ဘယ်လိုမျိုးရိုက်ချမလဲဆိုရင် password ဆိုပြီးရိုက်ချလိုက်အဲ့ဒီထဲမှာဒီမှာ tool တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီ tool တွေအများကြီးတဲ့မှာဒီမှာကျွန်တော် star password ဆိုတော့နှိပ်မယ်နှိပ်ပြီးရင်ဒီမှာ original page ဆိုတာဆွမ်းနာကကျွန်တော်တို့ပြောင်းခြင်းနဲ့ဒီပုံလေးကိုရွေးလိုက်မယ်ရွေးပြီးရင်ဒီမှာကိုယ့်ရဲ့မျက်နှာပုံလေးကိုဒီမှာ upload လုပ်လိုက်မ 매소에 so, yeah. ပြီးရင်ကျွန်တော်ဒီမှာ star face ဆွဲပေးဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒါကိုယ့်ရဲ့ပုံနဲ့မတူဘူးဆိုရင်ကိုယ့်ရဲ့မျက်နှာကိုပြောင်းပေးသွားမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကတော့ထည့်မပြတော့ဘူးပေါ့နော်2တွေကအများကြီးရှိတယ်ဒီ2တွေမဟုတ်ဘူးဒီအောက်မှာကျွန်တော်တို့ remake က2တွေအများကြီးရှိတယ်ပေါ့နော် face ဆွဲ2တွေကအများကြီးရှိတယ်ကိုကြိုက်တဲ့2တွေတည်းဝင်ပြီးတော့ဒီ original ပုံလေးထည့်ကိုယ့်ရဲ့မျက်နှာပုံလေးထည့်ပြီးတော့ထပ်ပြီးတော့ထုတ်လိုက်မယ်ဆိုရင်ပေါ့နော်ဒီကိုယ့်ရဲ့မျက်နှာအတိုင်းထွက်လာမှာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီတယောက်တည်းပုံအတွက်ကျွန်တော်ကလုပ်ပြခဲ့တာပေါ့နော်ဒီနေ့မှာ2ယောက်အတွက်ကပ်ပဲပုံနေဆိုရင်ပို့ပြီးတော့ဆိုးတယ်မျက်နှာ နဲ့မမတူတာတွေကိုဒီထွက်ထဲလိုက်တဲ့ပုံလေးနဲ့မျက်နှာနဲ့မတူတာတွေကတော်တော်များများကပ်ပဲပုံမှာကြုံရတယ်ပေါ့နော်ကျွန်တော်ကဒီဗီဒီယိုမှာကျွန်တော်ဒီကပ်ပဲပုံနီးရောဘာလို့ထည့်ပြီးတော့မပြောတာလဲဆိုရင်ဗီဒီယိုအရင်ရှင်နေပြီဖြစ်တဲ့အတွက်ပေါ့နော်အကယ်၍ကပ်ပဲပုံကျွန်တော်ကိုယ့်ရဲ့မျက်နှာနဲ့တူတာထုတ်ချင်တဲ့သူတွေရှိတယ်ဆိုရင်လည်းကျွန်တော်မန့်ခဲ့လိုက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ထုတ်ထားတဲ့ဟာတွေကဒီကပ်ပဲပုံလေးတွေပေါ့နော် sample ကျွန်တော်တစ်ချက်ပြမယ် ဒီမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကပ်ပဲပုံလေးတွေထုတ်တာလဲကျွန်တော်ရေရုံနဲ့ကျွန်တော်တပုံစံနဲ့ထွက်ထွက်လာတယ်ပေါ့နော်ဒီပုံလေးတွေလိုပဲကျွန်တော်ပုံလေးတွေကပ်ပဲပုံတွေထုတ်ချင်တယ်ဆိုရင်လည်းမှန်ခဲ့လိုက်ပေါ့နော်ရုပ်ဘလို့တူအောင်ထုတ်ရမယ်။ तू ကဒီဟိုကနဲ့နည်းနည်းကွဲပြားတယ်ပေါ့နော်ဒီပထမဒီတယောက်ချင်းထုတ်တဲ့ပုံနီးနဲ့နည်းနည်းလေးကွဲပြားတယ်ထုတ်ချင်တယ်ဆိုရင်ပြောပေါ့နော်ကျွန်တော်ဒီကပ်ပဲပုံတွေကိုလည်းဘလိုမျိုးကိုယ့်ရေရုံနဲ့တူအောင်ထုတ်ရမယ်ဆိုတော့ကိုကျွန်တော်ကဒီနောက်ထပ်ဗီဒီယိုတစ်ပုတ်တင်ပေးသွားမယ်ပေါ့နော်။ Okay ဒါဆိုရင်တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲသိချင်တာရှင်းရင်ကျွန်တော် comment မှာမှန်ခဲ့လိုက်ကျွန်တော်ပြန်ပြီးတော့ဖြေပေးမယ်ပေါ့နော်။ပြောင်းနေလိုချင်ရင်လည်း comment မှာကျွန်တော် WhatsApp ပေးထားမယ်။ အရာတွေဖြတ်သွားကြည့်လိုက်ပါနော်။ Okay ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်။နောက်ထပ်ကျွန်တော်တို့ဒီကပဲဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်။